ကချင်ပြည်မှာစည်ရည်တင်မှမူတွေပြန်ဖြစ်လာပြီးအရက်သားထိခိုက်မှုတွေပါဆက်တိုက်ရှိနေပါတယ်။ဖားကဲမြို့နယ်မှာနိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းကစလို့စစ်ကောင်မရှင်ဘူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးကတိမော်နယ်လုံခင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစစ်ကောင်မရှင်စစ်ကြောင်းနဲ့ KIA ဘူပေါင်းတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကတပ်ဖွဲ့ဝင်၄ယောက်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ပွဲတွေကြောင့်တော်လည်းရေးတပ်ဖွဲ့ဝင် KPDF တယောက်လည်းကြဆုပ်ခဲ့ပါတယ်။ဒီစစ်ကြောင်းမှာဒါကာစသုံး SNA ရှန်နီပြည်သူ့စစ်အဖွဲ့တွေအပါဝင်အင်အား90ကျော်ပါဝင်ပြီးရွေးကောက်ပွဲအတွက် နေမြေရှင်းလင်းရေးလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့တော်လည်းရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လက်ရှိမှာစစ်ကြောင်းတကြောင်းဟာကဒီမော်ဖုံးကြီးကြောင်းတဲ့အထိရောက်နေတာကြောင့်ဒီသားခင်တွေကတိုက်ပွဲဖြစ်လာမှကိုစိုးရိမ်ပြီးအခြေအနေစောင့်ကြည့်နေရတယ်လို့ဆိုပါတယ် စစ်ကွန်မရှင်ဘက်ကနိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီလောက်မှာပဲမလောင်ကုန်းနားတဝိုက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်ဝိုင်းမော်မြို့နယ်မှာတော့နိုဝင်ဘာလ24ရက်နေ့ကစစ်ကွန်မရှင်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဝိုင်းမော်ဝါရှာလန်ဘော်ကလက်မြန်ရွာနာမှာဖြစ်ပွားခဲ့တယ်လို့ KIA နဲ့နီးစပ်သူကပြောပါတယ်။ဒီတိုက်ပွဲထဲလက်နေကြီးအပြန်လဲပြစ်ခတ်မှုတွေကြောင့်ဝူယန်ရွာကအရက်သား2ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဝိုင်းမော့ဒေသမှာလည်းနိုဝင်ဘာလ20ရက်နေ့ကစစ်ကွန်မရှင်တပ်ရဲ့ drone တိုက်ခိုက်မှုကြောင့်အရက်သားတေရောက်တည်ဆုံခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဗမော်ဘက်မှာလည်းစစ်ကွန်မရှင်တပ်ကမြေပြင်စစ်ကြောင်းလေကြောင်းနဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးမြို့ထဲကနေရာတွေကိုပြန်လည်ထိ ंछ ုံနိုင်ဖို့ထိုးစစ်ဆင်နေစေဖြစ်လို့စစ်ရေးခြေနေဟာဆက်ပြီးပြင်းထန်နေတယ်လို့ KIA ကပြောပါတယ် မြန်မာတိုင်းနယ်စပ်ကမောတောင်မြို့သိမ်းတိုက်ပွဲကြောင့်တိတ်ဆောင်နေရတဲ့ဒေသခံ3000ဝန်းကျင်ဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။စစ်ဘေးရှောင်တွေဟာစစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အိမ်မပြန်ရဲကြပဲတောထင်းနဲ့ဥယျာဉ်ခြံတွေမှာနေနေရပါတယ်။အဲ့ဒီတဲမှာကိုဝန်ဆောင်မိခင်တွေမိဖွားပြီးစာမိခင်တွေနဲ့노မောချင်အောင်လိုအပ်တဲ့ကလေးငယ်တွေအများကြီးပါဝင်နေပါတယ် ကိုဝန်တဲ့တယောက်ဆိုရင်လမ်းမှာပဲမိဖွားခဲ့ရဖူးတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။အဓိကအကျက်တဲကတော့နိုဝင်ဘာလ24ရက်နေ့ကစလို့ထိုင်းအာနာပိုင်တွေကနေဆက်မှာရှိနေတဲ့စစ်ဘေးရှောင်1800ကျော်ကို နေရပြန်ခိုင်းတာပါ။ယာယီတဲဆောက်ဖို့တိခုတ်တာအမိုက်စနစ်တကြမပစ်တာစားတဲ့အကြောင်းပြချက်တွေကြောင့်ထိုင်းဘက်ကလက်မခံတော့တာဖြစ်ပါတယ် ဒါကြောင့်စစ်ပေးလျှောက်တချို့ဟာလေကြောင်း NLA ကိုစိုးရိမ်စိမ့်နဲ့မြန်မာဖက်ချန်ကို ပြန်ပြောင်းနေကြရပါတယ်။စစ်ရေးအခြေအနေရမိုးတောင်မျိုးသိမ့်ပြီးနောက်ဗိတ်တနင်္သာရီလမ်းပိုင်းသက်လျှောက်မှာစစ်ကွန်မရှင်နဲ့တော်လှန်ရေးတပ်တွေကြား၁၀ရဲကျော်ကြားတိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ်။ တော်လည်းရေးတပ်ဖွဲ့ရီထိချုပ်ထားခဲ့တဲ့မန္တလေးတိုင်းမက်တရာမြို့နယ်တစ်ခုလုံးနှီးပါးဟာစစ်ကွန်မရှင်တပ်လက်အောက်ကိုပြန်ပြီးရောက်ရှိသွားပြီလို့ဒေသတွင်းရှိကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ် တော်လရေးသက်တွေနောက်ဆုံးပိုင်ဆိုင်တဲ့ပက်လေအင်းရွာကိုနိုဝင်ဘာ24ရက်နေ့မှာလဲလုခဲ့ရပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီရွာကနေအင်အား300လောက်နဲ့စစ်ကူမျိုးနဲ့အဆက်အထိရောက်နေပြီလို့ဆိုပါတယ်စစ်ကူမရှင်သက်ဟာအင်အားထောက်ချီသုံးပြီးလေကြောင်းဒရုန်းတွေနဲ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးအခုလိုနေမြေပြန်ရယူဖို့စ조사နေတာဟာရွေကောက်ပွဲအတွက်နေမြေရှင်းလင်းရေးလောက်တာဖြစ်နိုင်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကသုံးသပ်ပါတယ် ်စစ်ကြောင်ထုံမှုတွေကြောင့်မတ်တရာမျိုးနယ်မှာရွာတွေမိရှုခံရတာအပြင်ထောင်ထဲချီတဲ့ဒေသခံတွေဟာလည်းစစ်ပီးရှောင်နေကြရပါတယ်ဂရနီပြည်လွိုင်ကောအကျဉ်းထောက်ထဲမှာရှိတဲ့အကျဉ်းသားအကျဉ်းသူတွေဟာရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းအကျပ်စီခိုင်းခံနေရတယ်လို့ဂရနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလကလေးကစစ်ကုံမရှင်ရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းကျပ်စီခိုင်းခံနေရတယ်လို့ KPPA ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။ KPPA ရဲ့ထုတ်ပြန်ချက်အရရိုက်ကော်ထောက်ထဲကအကျဉ်းသား900နီးပါးကိုကြိုတင်မဲထည့်ခိုင်းတာဟာရွေးကောက်ပွဲဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်။ ဥပဒေအရထောက်ကြခံနေရသူတွေဟာမဲပေးပိုက်ခွင့်မရှိပေမဲ့စစ်ကွန်မရှင်ကဥပဒေကိုချိုးဖောက်ပြီးမဲပေးခိုင်းတာဟာနိုင်ငံသားအခွင့်အရေးကိုစော်ကားတာလို့ KPPA ကထောက်ပြပါတယ်။ KPPA တာဝန်ရှိသူတယောက်ကဒီလိုမျိုးသိတ်သိမ့်မဲပေးခိုင်းတာဟာစစ်ကွန်မရှင်ကအကျဉ်းသားတွေကိုအတုံးချနေတာလို့ပြောပါတယ်။ဒါပြင်အကျဉ်းထောက်ထဲမှာကြန့်ခန့်ရေးပါတီ USDP ကိုပဲမဲပေးဖို့ဖိအားပေးမှုတွေလည်းရှိခဲ့တယ်လို့ Rygor အကျဉ်းထောက်ထဲနီးစပ်သူတချို့ကဆိုပါတယ်။ ဂရနီပြည်ထဲကအင်အားစုတွေအားလုံးကတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုလောဝကန့်ကွက်ကြောင်းတုတ်ပြတ်ထားပါတယ်။